1930ခုနှစ်မှာတော့ရွေးကောက်ပွဲမှာနာဇီပါတီဟာအနိုင်ရလူနီဝါဖြစ်ခဲ့ပါတယ်1932ခုနှစ်ရောက်မှာနာဇီပါတီအနိုင်ရလာခဲ့ပါတယ်တမရရွေးကောက်ပွဲမှာဟင်ဒင်ဘက်ကိုရှုံးနိမ့်ခဲ့တဲ့ဦးနှက်ခမ်းမွေးလဲဝင်ကြီးချုပ်ခင်ဘူနီလက်မျိုးစုံနဲ့ကြိုးပမ်းခဲ့ပါတယ်1933ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာဂျာမနီနိုင်ငံပြည်သူ့လွှတ်တော်အဆောက်အဦကြီးမီးဆွဲလောင်ခဲ့ပါတယ်။မူဆိုလီနီကြီးစိုးနေတဲ့အီတလီနိုင်ငံကလည်း အာဖရိကတိုက်ကအီသီယိုးပီးယားနိုင်ငံလေးကိုအကြောင်းမဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။နိုင်ငံပေါင်းချုပ်အသင်းကြီးကကျူးကျော်သူအီတလီနိုင်ငံကိုစီးပွားရေးအရာကန့်သက်ရုံမှတပါအရေးမယူနိုင်ခဲ့ပါဘူး။1936ခုနှစ်မေလ9ရက်နေ့မှာအီတလီတပ်တွေဟာမြို့တော်အက်တစ်အဖာဘာကိုဝင်ရောက်ခဲ့ကြပါတယ်။ဒါဂျာမနီနဲ့ဂျပန်ပူးပေါင်းကကွန်မင်တန်စန့်ကျင်ရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။နောက်တစ်နှစ်အကြာမှာ အီတလီလည်းထိုစာချုပ်မှာပါဝင်ခဲ့ပါတယ်။ဥရောပမှာ6ရက်နေမှာဗိုလ်ချုပ်အိုင်ဆင်ဟောင်းဟာအထုတ်တဲ့မဟာမိတ်တပ်ပေါင်းစုဟာပြင်သစ်နိုင်ငံနော်မန်ဒီကမ်းခြေကတဆင့်တက်လာခဲ့ပါတယ်။နောက်သုံးပတ်ကြာတဲ့အခါအမေရိကန်နဲ့ပြင်သစ်တပ်တွေဟာမြေထဲပင်လယ်ကမ်းခြေကနေတက်ခဲ့ပြီးဩဂုတ်လ25ရက်နေ့မှာပါရီမြို့ကိုသိမ်းပိုက်မိကြပါတယ်1945ခုနှစ်နှွေဦးမှာမဟာမိတ်တပ်ပေါင်းစုဟာဂျာမနီကိုထိုးစစ်ဆင်ကရိုင်းမြစ်ကိုဖျက်ဆီးပြီးဂျာမန်မျိုးကြီးတွေကိုသိမ်းယူလာခဲ့ပါတယ် ဧပြီလ21ရက်နေ့မှာဆိုဗီယက်တပ်ညီတော်ဟာဘာလင်မြို့တော်ကိုဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ဥနာခမ်းမွေးကလက်မလျှော့သေးပါဘူး။ကျန်နေသေးတဲ့အင်အားစုတွေနဲ့ခုခံခဲ့ပါတယ်။အရှိတ်ဘက်ကခြိတက်လာတဲ့ဆိုဗီယက်တပ်တွေနဲ့အနောက်ဘက်ကခြိတက်လာတဲ့အမေရိကန်တပ်တွေဟာဂျာမနီကိုတပိုင်းစီသိမ်းယူနေခဲ့ပါတယ်။ဧပြီလ28ရက်နေ့မှာအီတလီဖက်ဆစ်စန့်ကျင်ရေးသမားတွေကဥနာခမ်းမွေးရဲ့မဟာမိတ်မူဆိုလီနီကိုတုတ်တင်လိုက်ကြပါတယ်။မာရှယ်ဇူးကော့ကဥနာခမ်းမွေးဟာ အီဗာဘရွန်ဆိုတဲ့အမျိုးသမီးကိုလက်ထပ်ပြီးနောက်မှာနေရင်ပြန်တဲ့လွတ်မြောက်ကောင်းလွတ်မြောက်သွားနိုင်တယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့1945ခုနှစ်နိုဝင်ဘာလမှာထုတ်ပြန်ခဲ့တဲ့မဟာမိတ်အုပ်ချုပ်ရေးကောင်စီရဲ့ပြန်တမ်းမှာဦးနှက်ခမ်းမွေးနဲ့အီဗာဘရွန်တို့ဟာ1945ခုနှစ်ဧပြီလ29ရက်နေ့မှာလက်ထပ်ကြပြီး30ရက်နေ့ညနေ2:00ခွဲကျော်ကျော်လောက်မှာကိုကိုကိုတက်တည်ခဲ့ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ အခုဆိုရင်ဦးနှက်ခမ်းမွေးတည်ဆုံသွားခဲ့တာနှစ်ပေါင်း80ကြာမြင့်ခဲ့ပြီဆိုပေမဲ့သူ့အကြောင်းတွေကတော့ပျော်စမတ်ဖြစ်နေသေးပါလက်တလောထွက်ပေါ်လာတဲ့သတင်းတွေမှာဆိုရင်နာဇီအာဏာရှင်ဦးနှက်ခမ်းမွေးဟာ ဝိစိတ်တလုံးနဲ့ရှိတဲ့နှစ်ခုဖြစ်နိုင်တဲ့အပြင်လိန်တန်သေးငယ်တဲ့ယောဂလက္ခဏာပါရှိနိုင်တယ်လို့ဖော်ပြနေကြပါတယ်။1945ခုနှစ်တုန်းကဦးနှက်ခမ်းမွေးကိုကိုကိုအဆုံးစီရင်သွားတဲ့မြေအောက်ဘုံခိုခြင်းတွေကဆိုဖာပေါ်ကနေအမေရိကန်ဗိုလ်မှူးကြီးတယောက်ဖျက်တောက်ယူထားတဲ့တွေးပိနေတဲ့အဝိကနေ DNA ရယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။2015ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တဲ့1923ခုနှစ်တုန်းကဦးနှက်ခမ်းမွေးရဲ့စစ်စစ်ချက်မှလည်းသူဟာနှက်ခုဖြစ်တယ်လို့ဆိုထားပါတယ်။စစ်အတွင်းကာလမှာ ဟစ်တလာမှာဘောတလုံးပဲရှိတယ်ဆိုပြီးတော့လောင်ပြောင်တီးဆိုခဲ့တဲ့တခြင်းဟာအပြင်းမာလဲတကယ်ဖြစ်နေမယ်လို့ယူဆရပါတယ်။ကဘာကြီးတစ်ခုလုံးကိုအုပ်ဆိုးနိုင်ဖို့ဦးနှက်ခမ်းမွေးအတွက်ဦးတလုံးရှိုံနဲ့တင်လုံလောက်နေပါပြီ။ဦးနှက်ခမ်းမွေးဟာဆိုရင်ဦးတလုံးနဲ့နဲ့နဲ့အခုလိုမျိုးအကြံကြီးကြံသွားနိုင်ခဲ့တာပါ။ Don't forget to subscribe to Eternal Rain Myanmar.